ကနေဒါအစိုးရက F35 တိုက်လေယာဉ်88စီးဝယ်ယူမဲ့ဒေါ်လာ73ဘီလီယံကျော်တန်တဲ့သဘောတူညီချက်ကိုပြန်လည်သုံးသပ်နေပါတယ်။အခုချိန်မှာ F35 တို့အခြားရွေးချယ်စရာတွေရှိနေတာမို့ဒီအချက်တွေကိုလည်းစုံစမ်းစစ်ဆေးသွားမယ်လို့ဆိုပါတယ်။ American ပြည်ထောင်စုကဥဆောင်မှုမလုပ်ချင်တော့ရင်ကနေဒါကယူဆောင်သွားမယ်လို့လည်းပြောထားပါတယ်။ Donald Trump သမ္မတဖြစ်လာမှုနဲ့အတူမြောက်အမေရိကရဲ့ရှေ့လျတဲ့နိုင်ငံကြီးနဲ့စီးပွားရေးမိဖက်ဆက်ဆံရေးတွေဟာအကြီးအကျယ်လှုပ်ခတ်မှုတွေကြုံတွေ့နေရပါတယ်။ ကနေဒါရဲ့ပုံမူတင်းကျပ်လာတဲ့ကုန်သွယ်ရေးမူဝါဒတွေဟာအမေရိကန်ရဲ့စီးပွားရေးသာမကစည်ရေးအရပါခက်ခွာခွာဖြစ်လာစေပါတယ်။တမ်မနီနဲ့အလူမီနီယံတွေအပေါ်ကုန်သွယ်ကုန်တွေမြင့်နေမှုနှုတ်ထွက်ပစ္စည်းနဲ့တစ်တောထွက်ပစ္စည်းတွေအပေါ်ငြင်းပွားမှုတွေဟာနှစ်နိုင်ငံဆက်ဆံရေးကိုပုံမူတင်းမာစေခဲ့ပါတယ်။ဒီတစ်ခါတော့ကိစ္စကကုန်သွယ်ရေးတစ်ခုလည်းမဟုတ်တော့ပါဘူး။နှစ်နိုင်ငံကြားကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုတွေပါအကြောင်းထင်လာပါတယ်။ အခုအာယုံဆိုင်မှုတွေအားလုံးက F35 တိုက်လေယာဉ်ပေါ်မှာရှိနေပါတယ်။ကမ္ဘာစစ်မီးတိုက်လေယာဉ်တွေထဲကတစ်မျိုးဖြစ်တဲ့ F35 အတွက်ဒေါ်လာ73ဘီလီယံတန်ကနေဒါအမေရိကန်သဘောတူညီချက်ကိုကနေဒါကရွှေ့ဆိုင်းမှုပြင်ဆင်နေပါတယ်။ဈေးကြီးမှုနိုင်ငံရေးမတည်နိုင်မှုနဲ့ဒေါ်နယ်ထရန့်ရဲ့တီးတန့်ဆန်တဲ့သဘောထားတွေဟာကနေဒါကိုအခြားလမ်းကြောင်းရှာဖွေဖို့တွန်းအားပေးနေပါတယ်။ဒီနေရာမှာဗြိတိန်ကပါဝင်လာပါတယ်။ လန်ဒန်ကကနေဒါကို Global Combat Air Program GCAP မှာပူးပေါင်းပါဝင်ဖို့ဖိတ်ခေါ်ထားပါတယ်။ဒါဟာစစ်ထမမျိုးဆက်တိုက်လေရင်တွေဖွံ့ဖြိုးတည်ဆောက်ဖို့ project တစ်ခုဖြစ်ပါတယ်။ဒါဟာကာဝေးရေးမိဖက်အစ်တစ်ခုတာမကအမေရိကန်ရဲ့ကမ္ဘာလက်နက်တပ်ဆင်မှုဈေးကွက်ထိန်းဆုံးနေရာကိုစိန်ခေါ်မှုတစ်ရက်လည်းဖြစ်ပါတယ်။ကနေဒါရဲ့ဒီလှုံ့ရှားမှုဟာအမေရိကန်ရဲ့ဝေးကပြည်ထိုင်တဲ့နှီးစပ်လာတဲ့အပြင် အနောက်နိုင်ငံတွေရဲ့ကာဝေးရေးဖွဲ့စည်းပုံတစ်ခုလုံးကိုပါပြောင်းလဲစေနိုင်တဲ့အရေးပါတဲ့ခြားနားချက်တစ်ခုဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ကနေဒါဟာတကယ်ပဲလမ်းကြောင်းပြောင်းတော့မှာလားဒါမှမဟုတ် Trump ခေတ်ရဲ့တုံ့ပြန်မှုယာယီအဆင့်တစ်ခုပဲလားဆိုတာကိုတော့အချိန်ကပဲအဖြေပေးပါလိမ့်မယ်ကနေဒါကာဝေးဝင်ကြီးဌာနဟာ American ပြည်ထောင်စုမှာ F35 Lightning II တိုက်လေရင်88စီးဝယ်ယူဖို့စီစဉ်ထားပေမဲ့အခုခါမှာတော့ဒီသဘောတူညီချက်ရဲ့အခြေအနေကမရေမယာဖြစ်နေပါတယ်။ Trump ရဲ့ကုန်သွယ်ကုန်မူဝါဒကိုလက်မလျှော့တဲ့သဘောထားက F35 project ကိုထိခိုက်စေနေပါတယ်။ကနေဒါအရာရှိတွေက ကျွန်တော်တို့နိုင်ငံရဲ့နိုင်ငံရေးအရအရေးပါတဲ့အကျိုးစီးပွားကိုတစ်ဖက်သက်ဖိအားပေးမှုတွေချိမ့်ချောက်မှုတွေနဲ့ဘယ်တော့မှပုံသွင်းမှာမဟုတ်ဘူးလို့ပြောကြားခဲ့ပါတယ်။ကနေဒါဝန်ကြီးချုပ်မက်ကာနီကတရားဝင် ထုတ်ပြန်ကြမှာဒီစကားကိုပြောခဲ့တာဖြစ်ပြီးဒါကိုအလွန်ပြင်းထန်တဲ့မှတ်ချက်ပြုမှုအဖြစ်အတိတ်ပဲခေါ်ကြပါတယ်။ F35 project နဲ့ပတ်သက်ပြီး Washington အုပ်ချုပ်ရေးဘက်ကတိုက်ရိုက်တုံ့ပြန်မှုမရှိသေးပေမဲ့ကာနီရဲ့ထုတ်ပြန်ချက်အပြီးမှာ American အရင်းမြစ်တချို့က ကနေဒါနောက်မဆုတ်ဘူးဆိုရင်အေးအေးယူမှုတွေလုပ်နိုင်တယ်ဆိုတော့ကောလာဟာလာတွေစပြန့်နေပါပြီ။ဝင်ကြီးချုပ်ကာလေးဟာဗဟိုပန်အုပ်ချုပ်ရေးမှူးဟောင်းဖြစ်တဲ့အတွက်စီးပွားရေးအချက်အလက်တွေကိုအသေးစိတ်စမ်းစစ်တတ်သူဖြစ်လူသိများပါတယ်။ F35 လို့အကြီးစားကာဝေးရေး project ကိုရွှေ့ဆိုင်းရင်ကုန်ကျစရိတ်မြန်မာမှာဖြစ်ပေမဲ့ကာလေးဟာအဲ့ဒီအန်ရီကိုရင်ဆိုင်ဖို့စိတ်ပိုင်းဖြတ်ထားပုံရပါတယ်။ကာဝေးဝင်ကြီး Bill Blair ကအော်တာဝါဟာ Lockheed Martin ရဲ့ပြင်ဆင်မှုမျိုးဆက်တိုက်ပြီးရင် ဒေါ်လာ73.2ဘီလီယံတန်ဝယ်ယူမှုအတွက်အခြားရွေးချယ်ကြတွေကိုစဉ်းစားနေတယ်လို့ပြောခဲ့ပါတယ်။ဘလဲရဲ့ပြောကြားချက်အရ F35 တွေရဲ့ပထမအတုပ်ကိုတော့လက်ခံနိုင်ပြီမဲ့ကျန်တဲ့လေယာဉ်တွေကိုဥရောပထုတ်ဥပမာ Sweden ထုတ် Sub Gripen တွေနဲ့အစားထိုးဖို့အလားအလာရှိနေပါတယ်။ကနေဒါကအခြားရွေးချယ်ကြတွေကိုစဉ်းစားနေချိန်မှာပဲဒီတိုင်ကတော့အရေးပါတဲ့ခြေလှမ်းတစ်ခုကိုလှမ်းနေပါတယ်။ဒီတိုင်ကကနေဒါကိုစက်ထမမျိုးဆက် Global Combat Air Program G Cup မှာပါဝင်ဖို့ဖိတ်ခေါ်နေပါတယ်။ G Cup ဆိုတာကဒီတိန်ဂျပန်နဲ့အီတလီတို့ပူးပေါင်းပြီးနောက်မျိုးဆက်တိုက်လေယာဉ်တွေဒီဇိုင်းဆွဲထုတ်လုပ်ဖို့ project တစ်ခုဖြစ်ပါတယ်။ကနေဒါ G Cup မှာပါဝင်နိုင်ခြင်းကိုဒီတိန်လွှတ်တော်မတ် David Chadwick က2025ခုနှစ် match လ25ရက်နေ့မှာလွှတ်တော်ကို တင်သွင်းတဲ့စာဖြင့်မေးခွန်းမှာထည့်သွင်းပြီးမြန်ခဲ့ပါတယ်။ Chadwick ကဒီတိန်ကာဝေးဝန်ကြီးဌာနဟာကနေဒါကို G Cup မှာဖိတ်ခေါ်ဖို့စဉ်းစားနေလားလို့မေးမြန်းခဲ့တာဖြစ်ပါတယ်။ တာဝဲဝင်ကြီးမာရီယာအီဂဲကကနေဒါဟာတရားဝင်ပါဝင်သူမဟုတ်သေးပေမဲ့ဒီတိုင်ဂျပန်နဲ့အီတလီတို့ဟာအခြားနိုင်ငံတွေနဲ့ပူးပေါင်းဆောင်ရွက်ဖို့အစဉ်အသင်းရှိပါတယ်။ဒါပေမဲ့ဒီပူးပေါင်းဆောင်ရွက်မှုက project အချိန်ကြာကိုမနှောင့်နှေးစေဘဲအနာဂတ်စည်ရေးစွမ်းရည်တွေကိုတိုးတက်ဖို့အထောက်အကူဖြစ်ရမယ်လို့ပြန်ပြောခဲ့ပါတယ်။ဒီအချက်ကကနေဒါအတွက် G ကတ်မှာပါဝင်နိုင်တဲ့အလားအလာလမ်းကြောင်းတစ်ခုကိုဖော်ပြနေပါတယ်။ကနေဒါဟာ5 Eyes ထောင်လိုင်းမဟာမိတ်အဖွဲ့ဝင်ဖြစ်တဲ့အပြင် ဒီတိမ်နဲ့ခိုင်မာတဲ့ကာဝေးရေးဆက်ဆံရေးရှိတာကြောင့်တင့်တော်တဲ့ရွေးချယ်မှုတစ်ခုဖြစ်နိုင်တယ်လို့စမ်းစစ်သူတွေကသုံးသပ်ထားပါတယ်။ဒါအပြင်ကနေဒါရဲ့ F35A ဝယ်ယူမှုဟာ G-CAP နိုင်ငံတွေရဲ့လေရင်အုပ်စုနဲ့ကိုက်ညီမှုရှိနေပါတယ်။ကနေဒါဟာ2035ခုနှစ်မတိုင်ခင်မှာစစ်ထမမျိုးသက်စစ်ရေးအမျိုးမျိုးသုံးတိုက်လေရင်တွေဖွံ့ဖြိုးဖို့အလွန်စိတ်ဝင်စားနေပါတယ်။ကာဝေးရာရှိတွေနဲ့မူဝါဒချမှတ်သူတွေရဲ့မကြသေးငယ်ကထုတ်ပြန်ချက်တွေအရ စကားပြောဆိုမှုတွေစတင်နေပြီဖြစ်ကြောင်းသိရပါဗျ။ဒါဟာကနေဒါအထက်ကာဝေးမိဖက်တွေကိုမျိုးစုံချဲ့ထွင်မှုနဲ့အမေရိကန်ပေါ်မှီခုံမှုရှော့ချဖို့အခွင့်အလမ်းတစ်ခုဖြစ်စေနိုင်ပါတယ်။ကနေဒါမှာအမေရိကန်က F35 တွေကိုဝယ်ယူထားပြီးဖြစ်တာကြောင့် GCAP မှာမိဖက်နိုင်ငံတွေနဲ့လှုပ်ဆောင်နိုင်တဲ့တွေပုံမကောင်းမွန်စေမှာဖြစ်ပြီး GCAP မှာပါဝင်ဖို့အခြေအနေပိုကောင်းစေပါတယ်။ဒါပေမဲ့ကနေဒါမှာငင်းခုံမှုတွေကလင်းရင်ရွေးချယ်မှုထက်ပိုကျော်လွန်နေပါတယ်။ တိုက်ရင်အစ်တွေဝယ်ယူဖို့ကုန်ကြမဲ့ဇယိတ်ကြီးမြင့်မှုနဲ့တဘာဝပေါ်ရင်ကျင်ပေါ်တက်ရောက်မှုတွေကိုပြည်သူတွေကကန့်ကွက်နေကြပါတယ် F35 project တို့အလုံးမင်းကုန်ကြမဲ့ငွေကြေးတွေကိုကျမ်းမာရေးဈေးနှုန်းချိုတာတဲ့အင်ညာနဲ့ယာတီဥတုပြောင်းလဲမှုဆိုင်ရာလုပ်ငန်းတွေလို့ပြည်ရင်းဦးစားပေးအစီအမံတွေအတွက်ပိုအသုံးချတင်တယ်လို့အချို့ကငြင်းခုန်နေကြပါတယ်အချို့ကလည်းနိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကိုအဓိကထားတဲ့ကနေဒါရဲ့လက်ရှိလေယာဉ်အုပ်စုဟာ ကာဝေးလိုအပ်ချက်တွေကိုလုံလောက်စွာဖြည့်ဆည်းပေးနိုင်တယ်လို့ဆိုကြပါတယ်။ဒီငင်းခုံမှုတွေဟာကနေဒါရဲ့ကမ္ဘာကာဝေးရေးမှာဂန္ဓာနဲ့အမျိုးသားလုံခြုံရေးနဲ့အရင်းအမြစ်တွေကိုတာဝန်ယူမှုရှိရှိခွဲဝေသုံးစွဲမှုကြားဟန်ချက်ညှိကိုအရေးကြီးတဲ့မေးခွန်းတွေကိုထောက်ပြနေပါတယ်။လာမယ့်လတွေဟာကနေဒါရဲ့တိုက်လင်းအနာဂတ်ကိုဆုံးဖြတ်ရမှာအရေးပါတဲ့အချိန်တွေဖြစ်လာမှာပါ။အစိုးရရဲ့ F35 ဝယ်ယူမှုပြန်လည်သုံးသပ်ခြင်းနဲ့ဂျီကပ်ပါဝင်မှုဆိုင်ရာဆွေးနွေးမှုတွေဟာနှစ်တော်ကြာ ကနေဒါရဲ့ကာဝေးရေးဖြူဟာကိုပုံဖော်ပေးမှာဖြစ်ပါတယ်။ဒီဆုံးဖြတ်ချက်ဟာကနေဒါရဲ့စည်ရေးစွမ်းရည်တွေအတွက်သာမကပထဝီနိုင်ငံရေးအညှိနှိုင်းနဲ့အဓိကမဟာမိတ်နိုင်ငံတွေနဲ့ဆက်ဆံရေးအတွက်ပါအရေးပါတဲ့တည်ရောက်မှုတွေရှိလာမှာဖြစ်ပါတယ်။ F35 စာ G Cup ကိုရွေးချယ်မယ်ဆိုရင်အမေရိကန်နဲ့ကနေဒါဆက်ဆံရေးကိုအနည်းနဲ့အများတည်ရောက်မှုရှိလာနိုင်ပါတယ်။ ကြောင်းကတော့ F35 ဟာအမေရိကန်ရဲ့အဓိကစစ်နည်းဗျူဟာနဲ့စစ်ရေးလုပ်ငန်းဆက်တွဲဆောင်ရွက်နိုင်မှုအတွက်အရေးပါတဲ့နည်းပညာတစ်ခုဖြစ်နေလို့ပါ Lockheed Martin ရဲ့ F35 ဟာမျိုးစုံအသုံးပြုနိုင်တဲ့မမြင်နိုင်တဲ့တိုက်ပင်ဖြစ်ပြီးနေတိုးနိုင်ငံတွေ Israel Australia နဲ့ American လေတပ်တို့မှအသုံးပြုနေပါပြီဒီလေယာဉ်ဟာ Mach 1.6အထိအလင်းမြန်နိုင်ပြီးအစိမ့်မြင့်အာရုံခံကိရိယာတွေအကွာအဝေးအဝေးပြစ်ခတ်နိုင်စွမ်းနဲ့ electronic စစ်ဆေးရေးစွမ်းရည်တွေကြောင့်ခင်မီတိုက်နေရင်ဒဇင်းဖြစ်သတ်မှတ်ခံထားရပါတယ်။ကနေဒါဟာ1998ခုနှစ်ကတည်းက F35 ဖွံ့ဖြိုးရေး project မှာပါဝင်ခဲ့ပါတယ်။ American ကဝယ်ယူဖို့စိတ်ဝင်စားတဲ့နိုင်ငံတွေစီကဂျင်းနီးမြုပ်နှံမှုတွေတောင်းခံခဲ့ပြီးဒေါ်လာ၄.၃ခု၅ trillion ကုန်ကြမဲ့ဖွံ့ဖြိုးရေးစရိတ်အတွက်နိုင်ငံတွေကဒေါ်လာ၄၀ billion နီးပါးဂျင်းနီးမြုပ်နှံခဲ့ကြပါတယ်။ကနေဒါကတော့1998ခုနှစ်ကနေ2021ခုနှစ်အတွင်း ဒေါ်လာ160တန်းဂျင်းနီမြုပ်နှံခဲ့ပြီးဒီဒရက်ကနေဒါကုမ္ပဏီတွေဟာ F35 ဒရက်အစိပ်ပိုင်းတွေထုတ်လုပ်ဖို့ဒေါ်လာ1.3ဘီလီယံတန်းစာချုပ်တွေရရှိခဲ့ပါတယ်2010မှာ Steven Harper အစိုးရက F35 ဝယ်ယူဖို့ဆုံးဖြတ်ခဲ့ပေမဲ့2015မှာ Justin Trudeau အစိုးရတက်လာတဲ့အခါဒီသဘောတူညီချက်ကိုဖျက်သိမ်းလိုက်ပြီး CF18 တိုက်လေယာဉ်အဟောင်းတွေကိုအစားထိုးဖို့အခြားရွေးချယ်စရာတွေကိုပြန်ရှာခဲ့ပါတယ်။ဒါပေမဲ့2022ခုနှစ်မှာ F35 88စီးကိုဒေါ်လာ19ဘီလီယံနဲ့ဝယ်ယူဖို့သဘောတူညီချက်ရခဲ့ပါတယ်။ဒီထဲမှာပြုမြင်ထိမ့်သိမ်းမှုနဲ့လက်ပတ်စိတ်တွေမပါသေးပဲဒီစိတ်တွေကလည်းဒေါ်လာဘီလီယံချီကုန်ကြနိုင်ပါတယ်။ဒီသဘောတူညီချက်ဟာဒေါ်လာထရန့်ရဲ့ကုန်သွယ်ချိမ့်ချောက်မှုတွေကြောင့်2024ခုနှစ်မှာပြဿနာတက်လာပါတယ်။ F35 စာချုပ်ကိုဖျက်သိမ်းမယ်ဆိုရင်အမေရိကန်ရဲ့ချိမ့်ချောက်မှုကိုဒေါသထွက်နေတဲ့ကနေဒါနိုင်ငံသားတွေကိုကျေနပ်နိုင်စေပေမဲ့ ကနေဒါအတွက်ငွေကြေးအရကြီးမားတဲ့အဖိုးခပေးရမှာဖြစ်ပါတယ်။ဒီလိုအခြေအနေမျိုးကို1993ခုနှစ်တုန်းက CF18 အစားထိုးရေး project မှာလဲကျုံခဲ့ရမှာပါတယ်။ဂျီကပ်ကိုရွေးချယ်မယ်ဆိုရင်ကနေဒါဟာ American ball တာဝန်ရေးမိပညာမိခုံမှုကို short ချနိုင်မှာဖြစ်ပြီးပြီးတိန်နဲ့ဥရောပနိုင်ငံတွေနဲ့ပုံမိုနီးကပ်တဲ့ဆက်ဆံရေးတည်ဆောက်နိုင်မှာဖြစ်ပါတယ်။ဒါပေမဲ့ American နဲ့ဆက်ဆံရေးမှာတင်းမာမှုတွေဖြစ်လာနိုင်ပြီး ်နှစ်နိုင်ငံကြားစစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေကိုလည်းထိခိုက်စေနိုင်ပါတယ်။ဂျင်းခရစ်စတင်းအစိုးရလက်ထက်တုန်းကကာဒီလက် EH101 ရဟတ်ယာဉ်ဝယ်ယူမှုကိုရပ်တန့်လိုက်တဲ့အခါဒေါ်လာ3500ပြက်ကွက်ကြီးပေးခဲ့ရတဲ့ဖြစ်စဉ်လိုပဲအခုလည်း F35 စာချုပ်ဖျက်သိမ်းမယ်ဆိုရင် Trump အုပ်ချုပ်ရေးဘက်ကအရန်ဒေါ်လာထွက်မှသိကြပါဗျ။ဒီလိုဆိုရင်ကနေဒါပေါ်စီးပွားရေးတိုက်ခိုက်မှုတွေပိုများလာပြီးနှုတ်ကပြိချင်းချောက်မှုတွေလည်းတိုးလာနိုင်ပါတယ်။ကနေဒါဟာ NORAD မြောက်အမေရိကလေကြောင်းကာဝေးရေးစနစ်မှာ အမေရိကန်နဲ့အတူပူးပေါင်းပါဝင်နေပါတယ်။အလက်စကာမှာရှိတဲ့အမေရိကန်လေတပ်ရဲ့ F22 တွေ F35 တွေနဲ့ကနေဒါလေတပ်ရဲ့ F35 တွေဟာရုရှားနဲ့တရုတ်ကိုကာဝယ်ဖို့မြောက်အမေရိကရဲ့လေကြောင်းကာဝေးရေးမှာအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ F35 တွေဟာ No Rat စနစ်တွေနဲ့အဆင်ပြေပြေအလုပ်လုပ်နိုင်တဲ့အပြင်အခြားတိုက်လေယာဉ်တွေမှာမရှိတဲ့အထူးစွမ်းရည်တွေလည်းရှိပါတယ်။ F35 စာချုပ်ဖြတ်သိမ်းမယ်ဆိုရင်ဝါရှင်တန်ဘက်ကရန်ဒေါ်သာထွက်မှာဖြစ်ပြီးကာဝေးရေးမှာအခမဲ့အကျိုးခံစားနေတဲ့နိုင်ငံလို့ကနေဒါကမြင်လာနိုင်ပါတယ်။တစ်ချိန်တည်းမှာပဲမတူညီတဲ့တိုက်လေယာဉ်နှစ်မျိုးကိုပြုပြင်ထိမ့်သိမ်းမှုဆိုတာပုံကုံကြမှာဖြစ်ပြီးလေယာဉ်မှုတွေနီးပညာကျွမ်းကျင်သူတွေလေယာဉ်ပြန်သင်ဆရာတွေနဲ့မြေပြင်အဖွဲ့ဝင်တွေလိုအပ်နေတဲ့ကနေဒါလေတပ်ကိုပို့ပြီးဒုက္ခရောက်စေနိုင်ပါတယ်။ F35 ဝယ်ယူမှုကကနေဒါကို နေတိုးရဲ့ကာဝေးရေးအတုံးစီ200ခိုင်လုံးရီမှန်းချက်နဲ့နှီးဆက်စီမှာဖြစ်ပြီးကာဝေးရေးကိစ္စမှာကနေဒါအစိုးရအရေးထားတယ်ဆိုတာကိုပြသနိုင်မှာဖြစ်ပါတယ်။ဒါအပြင် F35 ဝယ်ယူမှုက Trump ရဲ့ကုံသွဲကုံမူဝါဒကိုပြောင်းလဲဖို့အတွက်လည်းအထောက်အကူဖြစ်စေနိုင်ပြီး American ရဲ့ကနေဒါနဲ့ကုံသွဲရေးလူငွေပြမှုပေါ်စိုးရိမ်မှုတွေကိုရှော့ချနိုင်မှာဖြစ်ပါတယ်။ F35 ဝယ်ယူမှုကိုသဘောတူလိုက်တာဟာတက်အလူမီနီယံနဲ့တံမိတင်မှုတွေကိုကာဝယ်နိုင်မဲ့အလဲအလှယ်တစ်ခုဖြစ်နိုင်ပါတယ်။ F35 စာချုပ်ဖြတ်သိမ်းမယ်ဆိုရင် Anniary များပြီးအကျိုးမြတ်နေပါပါတယ်။ဒါပေမဲ့ GCAP project မှာပါဝင်တဲ့ဥရောပနိုင်ငံတွေနဲ့စီရေးဆက်ဆံရေးပုံမူခိုင်မာလာနိုင်တဲ့အခွင့်အလမ်းလည်းရှိပါတယ်။ကနေဒါလိုပဲ Australia ကလည်း GCAP project မှာပါဝင်ဖို့စိတ်ဝင်စားမှုတိုးလာနေပါတယ်။ Trump အုပ်ချုပ်ရေးရဲ့တန်မဏိနဲ့ Aluminium တင်သွင်းပုံတွေပေါ်25ရာခိုင်နှုန်းကုန်သွယ်ခွင့်တိုးမြှင့်မှုက အမေရိကန်အော်စတြေးလျကုန်သွယ်ရေးဆက်ဆံရေးကိုမတိမတိဖြစ်စေပြီးရေချိန်စီးပွားရေးသဘောတူညီချက်တွေရဲ့တည်တံ့မှုကိုစိုးရိမ်စရာဖြစ်လာစေပါတယ်။2025ခုနှစ်မှာဝန်ကြီးချုပ်ဟောင်းမဲလ်ကွန်တန်ဘူးဦးဆောင်တဲ့လုံခြုံရေးမူဝါဒဆိုင်ရာဆွေးနွေးပွဲတစ်ခုမှာအမေရိကန်အော်စတြေးလျမဟာမိတ်စာချုပ်ရဲ့ယုံကြည်စိတ်ချရမှုကိုမေးခွန်းထုတ်ခဲ့ပြီးအမေရိကန်ရဲ့ဗျူဟာမြောက်ဆက်နွယ်မှုကိုပြန်လည်သုံးသပ်ဖို့အကြံပြုခဲ့ပါတယ်။ဒီအချိန်မှာ Australia Leader ဟာ F35A အစားအခြားရွေးချယ်စရာတွေနဲ့ နောက်မျိုးဆက်၄ချောင်းစနစ်တွေကိုစတင်စစ်ဆေးနေပါပြီ။တစ်ချိန်တည်းမှာပဲ AUKUX သဘောတူညီချုပ်ဟာဩစတြေးလျရဲ့ကာဝေးရေးစီစဉ်မှာအရေးပါနေတဲ့ဖြစ်ပြီးဩစတြေးလျက AUKUS နျူကလ িয়ার စွမ်းအင်သုံးရေငုပ်သင်းမောဝယ်ယူမှုအတွက်အမေရိကန်ရဲ့ရေငုပ်သင်းမောလုပ်ငန်းကိုဒေါ်လာ1,500ကူညီဖို့သဘောတူထားပါတယ်။အမေရိကန်ကာဝေးရေးဝန်ကြီး PD Hackswell ကဩစတြေးလျရဲ့ငွေကြေးပံ့ပိုးမှုကိုအတိအမှတ်ပြုခဲ့ပြီးအင်ဒိုပစိဖိတ်ဒေသကို အမေရိကန်ရဲ့ဗျူဟာမြောက်အလေးထားမှုကိုထက်လောင်းတည်ပြုခဲ့ပါတယ်။ဒီတိုးတက်မှုတွေကြောင့်အမေရိကန်ရဲ့ဘူဟာရမရှင်းလင်းမှုပေါ့။ဩစတြေးလျမှာစိုးရိမ်မှုတွေလုံးဝပြေလျော့သွားတာတော့မဟုတ်ပါဘူး။ဒီအခြေအနေတွေရဲ့စုပေါင်းတက်ရောက်မှုကြောင့်နိုင်ငံတစ်ခုစလုံးမှာကာဝေးရေးမိဖက်တွေကိုမျိုးစုံချဲ့ထွင်မှုနဲ့တခုပြီးသောနိုင်ငံသားထောက်ပံ့သူပေါ်မိခိုလျှော့ချမှုစိတ်ဝင်စားမှုတွေတိုးလာနေပါတယ်။အဲ့ဒါကြောင့်2025ခုနှစ်မှာဂျီလောင်းမြို့မှာကျင်းပတဲ့ Avalon Australia ပြည်ပဆိုင်ရာလေကြောင်းရှိုးပွဲမှာ ဩစတြေးလျနဲ့ဂျီကပ်ပူးပေါင်းဆောင်ရွက်မှုတွေပုံမထင်ရှားလာပါတယ် Royal Australian Air Force ရဲ့ Air Force Capabilities ကောင်းဆောင် Air Marshal Nicholas Hogan ကအင်္ဂလန်၊အီတလီနဲ့ဂျပန်ကိုယ်တော်တွေက G Cup အကြောင်းဩစတြေးလျရာရှိတွေကိုအတိပေးရှင်းလင်းခဲ့တယ်လို့အတည်ပြုခဲ့ပါတယ်။ဟိုဂန်ကဒီစီဝေးကစမ်းသပ်လေ့လာရေးအဆင့်သာဖြစ်ကြောင်းဩစတြေးလျအနေနဲ့နောက်ထပ်အသေးစိတ်အချက်အလက်တွေတောင်းဆိုထားကြောင်းပြောကြားခဲ့ပါတယ်။ ဒါအပြင် G cap လေးနေနဲ့အနာဂတ်မှာပူပေါင်းလှုပ်ဆောင်နိုင်ဖို့အထူးသဖြင့်အပြည်ပြည်ဆိုင်ရာပူပေါင်းဆင့်ဆင်ရေးတွေအတွက် IAF ကိုအစဉ်အသင့်ဖြစ်စေဖို့ရည်ရွယ်ကြောင်းသူကထပ်လောင်းဖွင့်ဆိုခဲ့ပါတယ်။ဒါပေမဲ့ဟိုကန်ကဒီစီဇန်ကအစောပိုင်းအဆင့်မှာပဲရှိသေးပြီးဩစတြေးလျအစိုးရအနေနဲ့တရားဝင်ပါဝင်ဖို့ရွေးချယ်စရာတွေမရှားရှိသေးဘူးလို့ဆိုပါတယ်။အစိုးရတုံ့သက်ဖို့တိကျတဲ့အစိုးရတင်ပြဖို့ကလည်းစောနေသေးတယ်လို့သူကပြောပါတယ်။ဝယ်ယူဖို့ဆုံးဖြတ်ချက်ကလည်းမချမှတ်ရသေးပါဘူး။ လက်ရှိမှာအော်စတြေးလျအနေနဲ့ F35A Joint Strike Fighter 82စင် FA18F Super Onyx 24စင်နဲ့ EA18G Growlers 12စင်ကိုအသုံးပြုနေပါတယ်2024 Integrated Investment Program အရ Super Onyx နဲ့ Growler လေယာဉ်တွေကို2040ပြည့်နှစ်ထိထိမ့်သိမ်းမှုမှန်ဖို့စီစဉ်ထားပြီး IAF အနေနဲ့တဖြည်းဖြည်းရင့်ကျက်လာတဲ့လေယာဉ်တွေကိုစီမံနေပါတယ် Australian Strategic Policy Institute က မယ်ကွန်ဒါဗစ်ကအေဗလွန်ရှိုးဝဲမှာကျင်းပတဲ့အစည်းအဝေးတစ်ခုမှာပြောကြားရမှာအလိုလျောက်စနစ်တွေတိုးတက်လာနေပြီမဲ့လူမောင်းတက်ရှိလင်းရင်တွေကဩစတြေးလျရဲ့အဓိကဆင့်အားအဖြစ်ဆက်ရှိနေုံပဲလို့ဆိုပါတယ်အဲမာရှယ်ဂျွန်ဟာလီကလည်းနိုင်ငံသားဖွံ့ဖြိုးရေးအစည်းအဝေးတွေမှာပါဝင်ဖို့ဒါမှမဟုတ်အသစ်ဝယ်ယူဖို့ဆုံးဖြတ်ချက်တွေကအစိုးရနဲ့ IAF ရဲ့အကြံပြုချက်တွေပေါ်မူတည်မယ်လို့ပြောကြားခဲ့ပါတယ်ဒါဆို Global Combat Air Program GCAP ဆိုတာပါလေ GCAP မဟာမိတ်ဖွဲ့ကို 2002ခုနှစ်မှာအင်္ဂလန်ဂျပန်နဲ့အီတလီတို့ကသူတို့ရဲ့အရင်းမြစ်တွေနဲ့ကျွမ်းကျင်မှုတွေကိုပေါင်းစပ်ပြီးဤပညာမြင့်6ဆင့်မြောက်စစ်လေယာဉ်တွေကိုဖန်တီးဖို့ဖွဲ့စည်းခဲ့ပါတယ်။ဒီနိုင်ငံသုံးနိုင်ငံပေါင်းအဖွဲ့ကလေယာဉ်က2029မှာပထမဆုံးပြန်တမ်းမယ်။2035မှာတက်တွဲအဆင့်တင်ဖြစ်မယ်လို့အရင်ကကြေညာထားပြီးသားပါ။ဒီစီဇန်ထားတဲ့စစ်လေကြောင်းစနစ်မှာအဓိကအားဖြင့်တိုက်လေယာဉ်တွေနဲ့လူမဲ့အပိုပစ္စည်းတွေပါဝင်ပါပါ။ ဒါတွေထဲမှာ drone တွေအစိမ့်မြင့်အာရုံခံကိရိယာတွေ cloud computer နဲ့ AI နည်းပညာသုံး data စနစ်တွေပါဝင်ပါမယ်။စထမမျိုးဆက်တိုက်လျင်ကအစိမ့်မြင့် radar တွေဖြစ်နိုင်ရင်အထူးဆွမ်းအမြင့် microwave လက်နက်တွေလို့ခင်မီနည်းပညာတွေနဲ့အသင့်ပါလာမှာပါ။ဒီလျင်ကိုအကွာအဝေးဝေးဝေးပြင်နိုင်ဖို့ဒီဇိုင်းဆွဲထားတာပါ။ပြီးခဲ့တဲ့ဇူလိုင်လက Fanbo Rock အပီပီဆိုင်ရာလျင်ရှိုးပွဲမှာ G-Cap မိတ်ဖက်နိုင်ငံတွေကသူတို့ရဲ့အနာဂတ်တိုက်လျင်ရဲ့ဒီဇိုင်းပုံစံအသစ်ကိုပြသခဲ့ပါဗျာ။ ဒီဒီဇိုင်းကအရင်ကထုတ်ပြန်ခဲ့တဲ့ပုံစံတွေထက်အတောင်ပိုင်းအကျယ်ပိုရှိပြီးလေရဲလေဒီတော်လာမှုကိုပိုကောင်းအောင်လုပ်ထားတာပါဒီနိုင်ငံသုံးနိုင်ငံက GCAP သဘောတူညီချက်ကိုအတည်ပြုပြီး GCAP Governmental International Organization GIGO ကိုတရားဝင်ဖွဲ့စည်းခဲ့ပါတယ်ဒီအဖွဲ့ကနောက်မျိုးဆက်တိုက်လျင်ဖွံ့ဖြိုးရေးလိုအပ်ချက်သတ်မှတ်ရေးနဲ့ဆက်မှုလုပ်ငန်းပေါင်တွေကိုကြီးကြပ်မှာပါ GIGO ရဲ့ရုပ်ချုပ်ကအင်္ဂလန်မှာရှိမယ် ဥက္ကဋ္ဌကဂျပန်အရာရှိတဦးဖြစ်ပြီးအဖွဲ့ရဲ့ပထမဆုံးကောင်းဆောင်ကိုအီတလီကခန့်အပ်မှာပါ GIGO နဲ့ဆက်ဆက်တဲ့ကုမ္ပဏီတွေမှာအီတလီကလီယိုနာဒိုဂျပန်က Mitsubishi Heavy Industry နဲ့အင်္ဂလန်က BAE System တို့ပါဝင်မှာပါ GK မိတ်ဖက်တွေရဲ့ပြောကြားချက်အရဒီလီယင်ကကမ္ဘာအဆင့်မီအဆင့်မြင့်ဆက်သွယ်ရေးစနစ်အမျိုးမျိုးသုံးနိုင်မှုနဲ့အခြားစနစ်တွေနဲ့အဆင်ပြေသောအလုပ်လုပ်နိုင်မှုတို့ရှိမဲ့တိုက်လေရင်ဖြစ်လာမှာပါ software မောင်းနေတဲ့အပြန်အလှန် လလုံးလုံးနိုင်တဲ့ cockpit ပေါင်းစည်းထားတဲ့ Iron Gun စနစ်ညာ A2 သုံးလက်လက်စနစ်နဲ့နောက်မျိုးဆက် radar တွေကြောင့်ဒီလေယာဉ်က data ပုံမှန်ပေးဆွမ်းနိုင်ပြီးလက်တွေ့အခြေအနေကိုပုံမှန်သိရှိနားလည်စေမှာပါဒီစီမံကိန်းကအီတလီလေတပ်နဲ့ဗြိတိရှလေတပ်သုံး Eurofighter Typhoon တွေဂျပန်လေတပ်သုံး Mitsubishi F2 တွေကိုအစားထိုးဖို့ရည်ရွယ်ပါတယ် G-CAP လို့ခေါ်တဲ့နိုင်ငံသုံးနိုင်ငံပူးပေါင်းတဲ့ဒီစီမံကိန်းမှာ2035မှာလေယာဉ်350ထုတ်လုပ်ဖို့ကြီးမားထားပါတယ် ဗီဒီရှာက2028ခုနှစ်မတိုင်ခင်အဟောင်းယူရိုဖိုက်တာတန်ချိန်တစ်လီယင်ကို30ကိုရန်နာမဲ့ပြင်အသစ်ထမှန်မှာယူဖို့မဆုံးဖြတ်ရသေးတော့ IF တို့လီယင်190လိုအပ်နိုင်ပါတယ်။အီတလီမှာတော့ယူရိုဖိုက်တာ63လေးရှိပြီး2024ခုနှစ်မှာတန်ချိန်3 model 24စင်းမှာယူဖို့ရှိပါတယ်။ဂျပန်မှာတော့ Mitsubishi F2 တိုက်လေယာဉ်60ရှိပြီး2035မှာ G-CAP ထဲပါဝင်ဖို့စီစဉ်ထားပါတယ်။ ီတလီနဲ့ဗြိတိရှားတို့ရဲ့ယူရိုဖိုက်တာတွေအစားထိုးမဲ့လေယာဉ်တွေအားလုံးပေါင်းရင်စတုထမျိုးဆက်လေယာဉ်290ကိုအစားထိုးဖို့လိုအပ်နေပါတယ်။ဒါပေမဲ့ဂျန်နဲ့ဂျီကပ်လေယာဉ်60ကိုဘလို့ခွဲဝေမလဲဆိုတာမသိရသေးပါဘူး။နိုင်ငံတစ်ခုစီကသူတို့ရဲ့စတုထမျိုးဆက်လေယာဉ်တွေအစားဂျီကပ်လေယာဉ်130ကနေ120အထိဝယ်ယူနိုင်ပါတယ်။ဂျီကပ်ဖွဲ့ကစတ်ထမမျိုးဆက်တိုက်လေရင်ဈေးကွက်မှာပထမဆုံးဈေးကွက်ဝင်နိုင်ဖို့ရည်မှန်းထားပါတယ် ထရမ့်ကပို့ကုန်ဆိုင်ရာစည်းကမ်းချက်တွေတက်မှတ်ပေးထားတာကြောင့်ဒီအခွင့်အလမ်းကပိုလွယ်သွားနိုင်ပါတယ်။ G-CAP ကိုအခြားနိုင်ငံတွေကလည်းစိတ်ဝင်စားနေပါတယ်။ကနေဒါကအဖွဲ့ဝင်မဟုတ်သေးပေမဲ့စိတ်ဝင်စားတဲ့တစ်ခုတည်းသောနိုင်ငံမဟုတ်ပါဘူး။ဆွီဒင်နဲ့ Saudi Arabia တို့လည်းပူးပေါင်းဖို့စဉ်းစားခဲ့ကြပါတယ်။ဆွီဒင်က Tampax အစီအစဉ်နဲ့စတင်ဆွေးနွေးခဲ့ပေမဲ့တိုက်လေရင်အစားထိုးရင်အာယုံဆိုင်မှုနောက်ကျလာကြောင်း G-CAP မှာပါဝင်ဖို့ဆုံးဖြတ်ချက်မချနိုင်ခဲ့ပါဘူး။အဲဒါကြောင့်ဆွီဒင်က Driven တိုက်ပင်ရင်စီမံကိန်းကိုပဲအာရုံစိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ Saudi Arabia ကတော့ G Cup မှာပါဝင်ဖို့အထူးစိတ်ဝင်စားနေပါတယ်။အထူးသဖြင့်သူတို့ရဲ့ကိုပိုင်ကာဝေးရေးစက်မှုလုပ်ငန်းတွေတိုးတက်စေချင်တာကြောင့်ပါ။ဂျပန်ကတော့ Saudi Arabia ကိုအပြည့်အဝပါဝင်ခွင့်ပေးဖို့နည်းနည်းသတိထားနေပါတယ်။ဒီပညာလုံခြုံရေးနဲ့ပို့ကုန်ကန့်သက်ချက်တွေကြောင့်ပါ။ဒီနေ့နဲ့အီတလီကတော့ဆော်ဒီပါဝင်မှုကိုပိုဖွင့်ပေးထားပြီမဲ့တရံဝဲသဘောတူညီချက်တော့မရသေးပါဘူး။ ဂျီကပ်စီမံကိန်းကပို့ကုန်လုပ်ငန်းတွေအတွက်အခွင့်အလမ်းတွေဖန်တီးပေးထားပါတယ်။အဲဒါကြောင့်ဂျပန်အနေနဲ့သူ့ရဲ့လက်နက်တင်ပို့ရေးစီးမင်းတွေကိုပြည်ထောင်နဲ့အီတလီနဲ့ကိုက်ညီအောင်ပြင်ဆင်ခဲ့ရပါတယ်။ဒီစီမံကိန်းမှာ BAE Systems, Leonardo နဲ့ Japan Aircraft Industry ရဲ့ Enhancement JAIC တို့ပူးပေါင်းပြီးလေယာဉ်ဒီဇိုင်းထုတ်လုပ်ရေးနဲ့ရေရှည်ထိန်းသိမ်းမှုတွေကိုကြီးကြပ်ဖို့ပူးတွဲလုပ်ငန်းတစ်ခုဖွဲ့စည်းထားပါတယ်။ပြည်ထောင်ကကနေဒါဟာ နောက်ပိုင်းမှာပါဝင်နိုင်တဲ့အချက်တခုအဖြစ်ရှိနေသေးတယ်လို့အတည်ပြုထားပေမဲ့အခုထိတရားဝင်သဘောတူညီချက်တော့မရသေးပါဘူး။နောက်ပိုင်းပါဝင်မှုကနီးပြူဟာမျှတမှုဝေကြီးထောက်ပံ့မှုနဲ့စက်မှုလုပ်ငန်းဆိုင်ရာအထောက်အပံ့တွေပေါ်မူတည်နေပါလိမ့်မယ်။ G-CAP ရဲ့တိုးတက်မှုကိုမထိခိုက်စေပဲပေါ့။အခုချိန်မှာတော့ဗြိတိန်ဂျပန်နဲ့အီတလီတို့ဟာအဓိကအဖွဲ့ဝင်တွေဖြစ်ရှိနေသေးပါ။2029ခုနှစ်မှာပြန်တန်းစတဲ့ပြန်တန်းမှုတွေလုပ်မယ်။ 2035ခုနှစ်မှာအပြည့်အဝအသုံးပြုနိုင်ဖို့ကြီးမားထားပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်